င်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော် ပြတ်တုံးချင်းဆိုရင်စောင်းပွားတင်ဆက်ပေးပါမယ်။အကျန်းဘတ်ကောင်ဆောင်မင်းအောင်လိုင်းရုံဆိုင်တဲ့နေပြည်တော်ကပြတ်တုံးချင်းနှကန်းဝါကိုရောင်းနေပြီဖြစ်ပါရယ်။စေအောင်စုရဲ့အုပ်ချုပ်ရေးဘုံနဲ့စည်ရေးဘုံချက်ဖြစ်တဲ့နေပြည်တော်ကပြည်သူ့ကာကွယ်တပ်မတော်နဲ့ပါကဖားဖွဲ့ရင်းရဲ့တပြည်ပြင်းနဲ့ဝန်ရံလာမှုကိုခံလာရပြီဖြစ်ပါရယ်။အဲ့ဒီလိုနောက်ခံမှာစကိုင်းငလင်းကျောင်းနေပြည်တော်မှာရှိတဲ့စစ်တပ်ရဲ့ရုပ်ပိုင်းအဆောင်အုံများစွာပျက်စီးသွားခဲ့ရတယ်လို့စိတ်ဓာတ်ပိုင်းရလဲရှိုင်းနေသွားပါရယ်။ပြည်နေနဲ့ ရတရားတွေကိုအယုံကြည်ကြည်ရဲ့စေအောင်စုအတွက်ငလင်ကသူတို့ပြတ်တုံးခြင်းရဲ့နမိတ်အဖြစ် မတိစိတ်ကမှတ်ယူကြမှာဖြစ်ပါတယ်2023ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာနေပြည်တော်ပြည်မနာမြို့နယ်တံပေါ်ဒေသကပိုးမတန်တောင်စခန်းကိုတော်လိုင်းဖွဲ့ရီတိုက်ခိုက်နိုင်ခဲ့ပြီးအကြမ်းဖက်တပ်ဖွဲ့ဝင်50ထက်မနည်းသေဆုံးခဲ့ပါတယ်အလားတူနေပြည်တော်နားကလမ်းပိုင်းတွေမှာလည်း PDF တွေကင်းလဲမှုတွေလုံဆောင်နိုင်ခဲ့ပါတယ်အထူးခြားဆုံးကတော့နေပြည်တော်စင်ယုံကျုံနယ်လေတပ်စခန်းတွေကို2024ခုနှစ်အပိလာမှာပြည်သူ့ကာကွယ်တပ်မတော်နဲ့ရှာတူဝေါ်ဒရုန်းနီးပညာတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်ဒီအချက်တွေကနေပြည်တော်လက်တကန်းကွာမှာပြည်သူ့ကာကွယ် တက်တွေနဲ့ဝင်ရောက်အခြေဆိုင်လှုပ်ရှားနိုင်နေပြီဆိုတာကိုပြသနေပါတယ်။ တနိုင်ငံလုံးအတိုင်းတာနေနဲ့ကြည်ရင်လည်းမြောက်ပိုင်းကချင်ဒေသမှာပြည်နယ်ဒုတိယမြို့တော်ဗမော်ကိုလက်လွတ်ခါရနီးချင်းပြည်နယ်မှာမြို့အများစုကိုလက်လွတ်ထားရပြီးရှမ်းမြောက်မှာတရုတ်ချောင်းဝင်မှုကြောင့်လာရှုမြို့ပေါ်ရက်ကွက်နေတဲ့ကိုသားစေအုပ်စုပြန်လည်ရရှိထားပါတယ်။သခိုင်းတိုင်းတွင်းမှာမြို့ပြဒေသကိုသားစေအုပ်စုကစိုးမိုးထားနိုင်တော့ပါဘူး။ဒုတိယမြို့တော်မန္တလေးနာထီတော်လိုင်းဖွဲ့ရီအခိုင်မာခြေဆိုင်ထားနိုင်တယ်လို့ဘကူယုံမဒေသမှာလည်းစကန်သိန်းတိုက်ပွဲတွေဆောင်ရွက်လာနိုင်ပါတယ်။မူလကစေအုပ်စုရဲ့တည်ငြိမ်နဲ့နောက်တန်ဒေသဖြစ်တဲ့အီယာဝရီမှာလည်းတိုက်ပွဲကြီးတွေပေါ် ါ်ထွက်လာပြီဖြစ်ပါတယ်။ဒါဟာတနိုင်ငံလုံးအတိုင်းအတာစေအုပ်စုကစီးရင်အရာ နောက်တန်းကိုရောက်နေပြီဆိုတာကိုပြပါရယ်။အဲ့ဒီလိုတနိုင်ငံလုံးစီးရင်အကြက်အတဲနောက်မှာနေပြည်တော်ဒေသဟာလည်းစီးရင်အကြက်တဲကိုရှင်ဆိုင်လာပါရယ်။ဖြစ်ပေါ်နေတဲ့တနိုင်ငံလုံးနဲ့နေပြည်တော်ပတ်ဝန်းကျင်စီးရင်အကြက်တဲကိုသခိုင်းငလင်ကြောင့်ပုံမဆိုးရသွားစေပါရယ်။နေပြည်တော်ကရုံတီတီကကြီးမားတဲ့ငလင်တန်ခံလိုက်ရပြီးအုပ်ချုပ်ရေးပိုင်ဆိုင်ရာစက်တင်မှုတွေပါရှင်ဆိုင်လိုက်ရပါရယ်။မူလကလေးကတနိုင်ငံလုံးစီးရင်အရှိနေမှုကြောင့်စေအုပ်စုရဲ့အုပ်ချုပ်ဆောင်မှုနိုင်မှုကနိုင်ငံရဲ့ဒေသ များဆိုမှမရှိတော့ပါဘူး။ကြာရှိနေတဲ့နေရာဒေသလေးတွေကိုအုပ်ချုပ်နိုင်ဖို့အတွက်ကလည်းငလင်တန်းချောင်းပုံမှုခက်ခဲစေပြီးဖြစ်ပါတယ်။စစ်တပ်အားထားတဲ့လေကြောင်းနဲ့စည်ရန်နေရာကြီးများရွှေ့ပြောင်းရေးထောက်ပို့ရင်နှံများထွက်ခွာရေးကလည်းငလင်ချောင်းနှောင့်နှီးသွားပြီးဖြစ်ပါတယ်။အခုလိုစည်ရင်အုပ်ချုပ်ရေးအကြိုက်ဆိုင်ပြီးစေအောင်စုကအစိမ့်စိမ့်မွားမွားပြိုလဲနေချိန်မှာတနိုင်ငံလုံးမှာရှိတဲ့တိုင်းသားတော်လိုင်းအင်အားစုတွေမြေပြန့်တော်လိုင်းအင်အားစုတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလက်တွဲညီညီပူးပေါင်းပြီးမြောက်လိုင်းကိုဖိအားပေးဖို့စစ်စင်ရေးတွေတူပါ မ်းမယ်အချိန်ဖြစ်ပါတယ်လို့យေတာထားပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့နိုင်ငံတော်တိုင်ပွဲများမှာလူနဲ့ငွေအင်အားပါဝင်ပတ်သက်နေပြီးစည်ရင်အတွက်ဗန္နာရန်ပုံငွေ64ရာခိုင်နှုန်းကိုအသုံးပြုထားတယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးဆင်နွှဲနေတဲ့တိုက်ပွဲတွေမှာလူနဲ့ငွေအင်အားအတိုင်းအတာတစ်ခုထိပါဝင်ပတ်သက်နေပြီးစည်ရင်အတွက်ဗန္နာရန်ပုံငွေ64ရာခိုင်နှုန်းအသုံးပြုထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ထံကသိရပါရယ်။အဆိုပါရာခိုင်နှုန်းက NUG အစိုးရအနေနဲ့လောက်ခန့်ကာကွယ်ဝင်ကြီးဌာနဖွဲ့စည်းပြီးနောက်ပိုင်းပြီးခဲ့တဲ့၄နှစ်တာအတွင်းသုံးဆွဲအသုံးပြုခဲ့တဲ့အနေအထားဖြစ်ကြောင်းဝန်ကြီးချုပ်ယုံ ြော်ကွင်ရဦးနီဖုံလက်ကပြောပါရယ်လက်ရှိနိုင်ငံတော်ဆင်နွှဲနေတဲ့တိုက်ပွဲတွေတော်တော်များများမှာကျွန်တော်တို့ MOD ရဲ့လူအင်အားငွေအင်အားတိုင်းတာတစ်ခုတည်း တနည်းနည်းနဲ့ပါဝင်ပတ်သက်နေပါတယ်လို့၎င်းကပြောပါတယ်အာနာသိမှုကြောင့်ဖြစ်တည်ပေါ်ပေါက်လာတဲ့ NUG အစိုးရလက်အောက်ခံပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်တွေကစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်အပါအဝင်ပြည်내အတိုင်းအားလုံးမှာတိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းသိရပါတယ်ဖွဲ့စည်းထားတဲ့တပ်တွေရဲ့နေရေးထိုင်ရေးစားနပ်ရိက္ခာစရိတ်ထားတွေရှိသလိုလက်နက်ခဲယံမီကြောက်တွေနဲ့ပတ်သက်ပြီးတော့၃နာရီလည်းရှိရလို့ဦးနေဖုံးလက်ကဆိုပါတယ် ဒါအပြင် NUG အစိုးရအနေနဲ့စည်ရေးအတွက်ဘဏ္ဍာရန်ပုံငွေ64ရာခိုင်နှုန်းအသုံးပြုမှုတွေကိုတနိုင်ငံလုံးအတိုင်းအတာဆောင်ရွက်ခြင်းဖြစ်ပြီးမဟာမိတ်တော်လိုင်းဖွဲ့တွေကိုမျှဝေထောက်ပံ့တဲ့ရန်ပုံငွေတွေလည်းပါဝင်တယ်လို့သိရပါဗျ။ဒါတွေကိုစည်ရေးကိစ္စတွေရဲ့နောက်ပြီးတော်လိုင်းအင်အားစုတွေအချင်းချင်းကြားညီညွတ်ရေးတိစောက်ပြီးဆောင်ရွက်ကြတဲ့ကိစ္စတွေလည်းရှိတာကြောင့်အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးတာကိုပြည်သူလူထုအနေနဲ့နားလည်ပေးစီကြမှာတယ်လို့ဦးနေဖုံးလက်ကဆက်ပြောပါဗျ။လက်ရှိမှာလက်နက်ခင်ရမီးကြောင့်နဲ့ဘဏ္ဍာရန်ပုံငွေရရှိရေးမှာလိုအပ်ချက်နဲ့စိန်ခေါ်မှုတွေ ရှိတော်လဲတော်လန်လူသူရဲ့ပူပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လိုင်းဖွဲ့စည်းတွေရဲ့ဝန်ရက်ကူညီမှုနဲ့ရင်ဆိုင်ဖြည့်ရှင်ကြော်လွှားလျက်ရှိကြောင်း NUG ကထုတ်ပြန်ထားပါတယ်။ဒါအပြင် NUG အစိုးရအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် တိုင်ရင်316ရင်းအပါဝင်ဒရုန်းတပ်ဖွဲ့စေတပ်ဖွဲ့ထောက်ပို့တပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့စုစုပေါင်း356ဖွဲ့ကိုဆေအာနာသိမ်းလင်းနစ်တာတွင်ဖွဲ့စည်းထူထောင်နိုင်ခဲ့ကြောင်းသိရပါရယ်နောက်ထပ်တပုံးနေနဲ့ဆေအာနာသိမ်းထားတဲ့မြန်မာနိုင်ငံကကမ္ဘာတည်ရင်လွတ်လပ်ခွင့်မရှိတဲ့အစိုးဆုံးနိုင်ငံများမှပါဝင်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်ဆေအာနာသိမ်းထားတဲ့မြန်မာနိုင်ငံကကမ္ဘာတည်ရင်လွတ်လပ်ခွင့်မရှိတဲ့အစိုးဆုံးနိုင်ငံများမှပါဝင်နေကြောင်းနေစီမချတည်ရင်တောင်များဖွဲ့ကတည်ရင်ထုတ်ပြန်ပါရယ်2025ခုနှစ်ရဲ့ကမ္ဘာတည်ရင်လွတ်လပ်ခွင့်ညွှန်းကိန်းအစဉ်မှာနိုင်ငံပေါင်း180 အနံမြန်မာနိုင်ငံကအစဉ်169မှာတည်ရှိပြီးတည်င်းလွတ်လပ်ခွင့်အဆိုအဝါဆုံး နိုင်ငံတစ်ခုဖြစ်ဆက်လက်ရပ်တည်နေကြောင်းသိရပါတယ်။2021မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်မေလ3ရက်နေ့ထိနိုင်ငံတော်သတင်းသမားခုနှစ်ဦးတပ်ဖြတ်ခံခဲ့ရကြောင်းလွတ်လပ်တဲ့မြန်မာသတင်းမီဒီယာကောင်စီ IPCM ကဒီကနေ့မှထုတ်ပြန်ပါတယ်။စစ်ကောင်စီကသတင်းသမား200ကျော်ကိုဖမ်းဆီးခဲ့ပြီးအဲ့ဒီထဲမှာမှ40ဦးမှလက်ရှိအချိန်ထိအကျဉ်းချခံနေရဆဲဖြစ်ကြောင်းနဲ့အမျိုးသား33နဲ့အမျိုးသမီး9ဦးပါဝင်ကြောင်း IPCM ကဆိုပါတယ်။တပ်ဖြတ်ခံခဲ့ရတဲ့သတင်းသမား9ဦးမှကိုဆိုင်ဆိုင်၊အေဆိုင်ကေခေါ်ဆိုင်ဝင်းအောင် ိုးတူတင်ကိုလင်းလင်းထွန်းဖိုးတီဟခေါ်မြတ်သူထွန်းထမြတ်သူနဲ့ဝန်းထွန်းဦးခေါ်ဖိုက်ဆယ်လို့ဖြစ်ကြောင်း IBCN ကထုတ်ပြန်ပါတယ်။ ရှင်ဒေဝီဆိုင်းသောစီသူအောင်မြင့်အပါဝင်အမြင့်ဆုံးပြစ်ဒဏ်များချမှတ်ခံရတဲ့တရင်သမားဆက်တဝီရဲ့အမည်ကိုလည်း IPCM ကထုတ်ပြန်ထားကထောင်ဒဏ်10နှစ်မှထောင်ဒဏ်20နှစ်ထောင်ဒဏ်တသန်းစသဖြင့်အတီးတီချမှတ်ခံထားရပါတယ်။မေလ3ရက်နေ့ကတရင်သမားများနဲ့တရင်မီဒီယာများအတွက် World Press Freedom Day ကမ္ဘာတရင်လွတ်လပ်ခွင့်နေ့ဖြစ်ပြီးတရင်မီဒီယာသမားများဖမ်းဆီးထိန်သိမ်းခံရခြင်းအကျဉ်းချခံရခြင်းအသက်ဆုံးရှုံးခြင်းတို့ကို IPCM ကထုတ်ပြန်လာခြင်းဖြစ်ပါတယ်။လွတ်လပ်တော်မြန်မာတရင်စာဆရာများအစည်းအရုံး IM GA ရဲ့ထုတ်ပြန်ချက်မှာလည်းမြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အရေးကအလွန်ဆိုးရွားစွာရှိနေကြောင်းဆိုပါတယ်စစ်ကောင်စီရဲ့အင်တာနက်ကန့်သက်ထားခြင်းနဲ့သတင်းသမားတွေပေါ်လက်ရှိအချိန်ဒီဖိနှိပ်ဖန်စီတက်ဖြတ်နေခြင်းကလွတ်သတင်းလွတ်လပ်ခွင့်ကိုပြောင်ပြောင်တင်တင်ချိုးဖောက်နေခြင်းဖြစ်ပြီးအများပြည်သူရဲ့သတင်းသိပိုင်ခွင့်ကိုတားဆီးပိတ်ပင်ထားခြင်းဖြစ်တယ်လို့ IMGA ကပြောပါတယ်သတင်းသမားတွေကိုဖန်စီခြင်းသတင်းရယူပိုင်ခွင့်ကိုနှီးမျိုးစုံနဲ့တားဆီးပိတ်ပင်ခြင်းကပြည်သူတို့ရဲ့နားမျက်စိတွေကိုပိတ်လိုက်တဲ့လူခွင့်ရေးချိုးဖောက်မှုလုံရက်ဖြစ်ကြောင်းဆိုပါတယ်ဖန်စီ ထားတဲ့သတင်းတောင်များအမြန်ဆုံးပြန်လည်လှုပ်ပေးဖို့ဒီကနေ့ကြရောက်တဲ့ကမ္ဘာသတင်းလွတ်လပ်ခွင့်နေမှာလွတ်လပ်တော့မြန်မာသတင်းစာဆရာများအစီယုံ IMG အနေနဲ့တိုက်တွန်းတောင်းဆိုကြောင်းထုတ်ပြန်ပါတယ်။ဒါအပြင်သတင်းတောက်တွေရဲ့သတင်းရယူပိုင်ခွင့်နဲ့သတင်းလွတ်လပ်ခွင့်ကိုအဖွဲ့အစည်းတီတီမှလေးစားလိုက်နာကြဖို့လည်း IMGA ကဆိုကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။